မြောက်ကိုရီးယားဟာဖြတ်သင်းပေါ်အသစ်ရဲ့လက်နက်စနစ်တွေကိုပထမဆုံးအကြိမ်စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ချိုယန်အမျိုးအစားလို့မြောက်ကိုရီးယားရေတပ်ကကြေညာထားတဲ့သင်းပေါ်တွေရဲ့ပထမဆုံးတစ်စီးကို April 25ရက်နေ့မှာတရားဝင်အခမ်းအနားနဲ့မိတ်ဆက်ခဲ့တာပါ။အခုသတင်းပတ်မှာတော့အဲဒီသင်းပေါ်ရဲ့လက်နက်စနစ်တွေကိုပင်လယ်ပြင်မှာစမ်းသပ်ပစ်ခတ်ခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကဖော်ပြပါရယ်ပဲထိန် cruise ဒုံးကျည်တွေရောသင်းပေါ်ဖြတ်ဒုံးကျည်တွေကိုပါစမ်းသပ်ခဲ့ကြောင်း လက်နက်စမ်းသပ်မှုတွေကိုနိုင်ငံကောင်ဆောင်ကင်ဂျုံအွန်အပါအဝင်စစ်ဘက်နဲ့အစိုးရထိပ်တန်းအရာရှိကြီးတွေတက်ရောက်ခဲ့ကြောင်း KCNA ကဆိုပါတယ်နိုင်ငံကာကွယ်ရေးကဏ္ဍအတွက်မြောက်ကိုရီးယားရေတပ်အနေနဲ့လည်းနျူကလ িয়ার လက်နက်တက်ဆက်နိုင်စွာအထိအရှိန်အဟုန်မြင့်ချဲ့ထွေတိစောက်ဖို့အရေးကြီးတယ်လို့ကောင်ဆောင်ကြီးကင်ကညွှန်ကြားခဲ့ပါတယ်တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာမြောက်ကိုရီးယားရဲ့စစ်သင်္ဘောအသစ်တွေတိစောက်နိုင်မှု စွမ်းရည်နဲ့ပတ်သက်ပြီးမျက်ခြေမပြတ်အနီးကပ်စောင့်ကြည့်နေပါတယ် မြောက်ကိုရီးယားရဲ့အစ်စ်သင်းဘောအသစ်ဟာပင်လယ်ပြင်မှာအမိအခိုကင်းကင်းခုံမောင်းပြီးစစ်စင်ရေးဆောင်ရွက်နိုင်တဲ့အဆင့်ကိုရောက်ဖို့တော့အချိန်လိုအောင်မယ်လို့တောင်ကိုရီးယားကယူဆနေပါဗျ။ကင်ကအဲ့ဒီဖြတ်သင်းဘောအသစ်ကို2026နှစ်စန်းပိုင်းလောက်မှာရေတက်စီလွှဲအပ်ပြီးတက်တော်ဝင်စေမယ်လို့ပြောကြားပါဗျ။သင်းဘောရဲ့အဆင့်သတ်မှတ်ချက်ကုန်နမီကိုတော့ဂျပန်ကိုဆန့်ကျင်ခဲ့သူကိုရီးယားတော်လှန်ရေးကောင်းဆောင်ချိုယန်ကိုဂုံပြုတ်သတ်မှတ်ထားတာလို့သိရပါတယ်ရှင်။